အီရန်နဲ့အစ္စရေးပြည်ပခါဟာတမချန်းစာမှာဂျူတင်ပြောထားတဲ့နောက်ဆုံးသောကာလရဲ့နမိတ်များဖြစ်နေမလားဆိုပြတော့တမချန်းစာကို လေ့လာတဲ့သူတွေအတွက်စဉ်းစားဆရာဖြစ်လာတယ်။2025ခုနှစ်ဇွန်လ17ရက်နေ့မှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার စစ်မှန်ကိန်းစစ်ရုံများနဲ့အရေးကြီးတဲ့စစ်ဌာနများကိုလေယာဉ်နဲ့တွားပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်။ အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်ရေးစက်ရုံတွေထိမှန်ပျက်စီးသွားတဲ့အပြင်အီရန်ရဲ့နျူကလ িয়ার သိပ္ပံပညာရှင်14ယောက်နဲ့ထိတ်တန်းစစ်ဘူချုပ်3ဦးလည်းတိတ်ဆုံးသွားတဲ့တဲ့တင်ကျွန်တော်ကြားရပါတယ်အီရန်ကလည်းအစ္စရေးကိုလက်တုံပြန်တဲ့အနေနဲ့2025ဇွန်လ14ရက်နေ့ကနေစပြီးအစ္စရေးကိုယာနဲ့ခြေတဲ့မစ်ဆိုင်းဒုံးကျည်တွေနဲ့ပြန်လည်ပြော့တိုက်ခိုက်ခဲ့တယ် ဒါပေမဲ့အီရန်ပြစ်လွတ်လိုက်တဲ့အဲ့ဒီဒုံးချီတွေကို အစ္စရေးမြေပေါ်မှာမကြရောက်မီအစ္စရေးကဒုံးဖြတ်လက်နဲ့အာယုံဒုံးတို့မှာရှိတဲ့အတွက်ဖျက်ဆီးနိုင်ခဲ့တယ်။ဒါပေမဲ့မဖျက်ဆီးနိုင်တဲ့ဒုံးချီတချို့လည်းရှိတဲ့အတွက်အဲ့ဒီဒုံးကျည်တချို့ဟာအစ္စရေးနိုင်ငံတယ်အဗစ်မြို့ကလူနေတဲ့ရက်ွက်တချို့မှာကြာရောက်ပြော့တိုက်အိမ်တွေလည်းပျက်စီးတယ်၊ထိသွားတဲ့လူတွေလည်းရှိတယ်၊ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်။အစ္စရေးဘက်ကတာမန်ပီတူ 24ရောက်ဒေသွားတယ်တဲ့အစ္စရေးကဇွန်လ23ရက်နေ့မှာအီရန်ကိုစတင်ပြော့ဘုံကျဲတိုက်ခိုက်ရတဲ့အကြောင်းရင်းကတော့အစ္စရေးကိုဖျက်ဆီးဖို့အီရန်ကနျူကလ িয়ার ဘုံတွေကိုတီထွင်ဖို့လုပ်နေတဲ့အတွက် အစ္စရေးကလက်အိုးယူပြော့သွားပြော့ဖျက်ဆီးပစ်တာဖြစ်တယ်ဆိုပြော့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နာတန်ယာဟုက ပြောဆိုထားပါတယ်အစ္စရေးဝန်ကြီးချုပ်ပြောသလိုအီရန်ကအစ္စရေးနိုင်ငံကိုဖျက်ဆီးပစ်ဖို့ တကယ်ဆန္ဒရှိမလား2005ကနေပြော2013အထိအီရန်သမ္မတဖြစ်ခဲ့တဲ့မာမုတ်အာမက်ဒီနေဂျက်ကအစ္စရေးနိုင်ငံကိုကဗတ်မြေပုံကနေဖယ်ရှားပြစ်ရမယ်ဆိုပြော့လူထုပရိသတ်ရှေ့မှာဟောပြောခဲ့ပါတယ်အခုလက်ရှိအီရန်နိုင်ငံရဲ့ထိတ်တန်းကောင်းဆောင်ဖြစ်တဲ့အယာတိုလာအာလီခါမိနီကလည်းအစ္စရေးလူမျိုးတွေကိုကင်ဆာအကျိတ်နဲ့နှိုင်းရှင်ပြော့ အမြစ်ကနေနှောက်ပစ်ပြော်ဖယ်ရှားရမယ်လို့ကြိမ်မောင်းထားပါတယ်။အီရန်ကဣသရေလကိုဖျက်ဆီးပစ်ဖို့ဟက်စ်ဘိုလာ၊ဟာမတ်စ်၊ဟူတီ၊ပါလက်စတိုင်းလက်နက်ကင်တွေကိုလက်နက်များနဲ့အခြားအကူအညီများကို ထောက်ပံ့ခြင်းဖြင့်နောက်တန်းကနေအီရန်ကဣသရေလကိုတိုက်ခိုက်လာခဲ့တယ်။ဒါမဲ့2024ခုနှစ်မှာတော့အီရန်ကဧပြီလနဲ့အောက်တိုဘာလမှာဣသရေလကိုဒုံးကျည်များနဲ့တိုက်ရိုက်တိုက်ခိုက်ခဲ့တယ် 2025ခုနှစ်ဇူလ23ရက်နေ့မှာစတင်ပြီးတော့အစ္စရေးကအီရန်ရဲ့နျူကလ িয়ার စီမံကိန်းစိတ်ယုံတွေစစ်လက်နက်ထုတ်လုပ်တဲ့စိတ်ယုံတွေကိုတွားပြီးတော့ဗုံးကျဲတိုက်ခိုက်ပြီးတဲ့နောက်အီရန်ကလည်းလက်တုံပြန်တဲ့အနေနဲ့ဒုံးကျည်တွေနဲ့ပြန်ပြီးတော့ပြစ်တဲ့အခါမှာအဒီနေ့အထိဆိုရင်အစ္စရေးနဲ့အီရန်ပရိပခဟာ6ရက်တောင်ရှိသွားပြီနော်ဒါပေမဲ့မပြီးသေးဘူးအစ္စရေးဘက်ကလည်းအီရန်ရဲ့နျူကလ িয়ার စီမံကိန်း နေရမှန်သမျှကိုအကုန်လုံးမဖြက်စီးမချင်းဆက်လက်ပြော့အီရန်ကိုတိုက်ခိုက်သွားမယ်တဲ့အီရန်ကလည်းပြန်ပြော့လက်တုံးပြန်မယ်ဆိုပြော့ဒီနေ့အထိကျိန်းမောင်းနေကြတယ်ဆိုတော့ဒီစစ်ပွဲကဘရော့ပြီးမလဲဖယားခင်ပဲတည်တယ်အဲ့တော့အခုဖြစ်နေတဲ့အီရန်နဲ့အစ္စရေးပြည်ပခါဟာတမချန်းစာမှာကြိုတင်ပြောထားတဲ့နောက်ဆုံးသောကာလရဲ့နမိတ်များဖြစ်နေမလားဆိုပြော့ တမချန်းစာကိုလေ့လာတဲ့သူတွေအတွက်စဉ်းစားဆရာဖြစ်လာတယ်။ဘာကြောင့်လဲဆိုရင်နောက်ဆုံးသောကာလရောက်တဲ့အခါမှာအစ္စရေးနိုင်ငံကိုဝိုင်းပရော့တိုက်မဲ့နိုင်ငံတွေထဲမှာအီရန်နိုင်ငံပါဝင်နေတဲ့အတွက်ကြောင့်ဖြစ်တယ်။နောက်ဆုံးသောကာလယေရှုခရစ်တော်ဒုတိယအချိန်ပြန်ကြွလာခါနီးရင်အစ္စရေးနိုင်ငံကိုဝိုင်းတိုက်မဲ့ငါးနိုင်ငံတွေကိုယေဇကျေလအခိုင်38မှာကျွန်တော်တို့ကိုပြောပြထားတယ်။အဲ့ဒီနိုင်ငံကဘယ်နိုင်ငံတွေလဲဆိုတာကိုကျွန်တော်ကြည့်ရအောင်။ ရေစကြေလအခိုင်း38အခန်းငယ်1ကနေနှစ်ကိုကြည့်ရအောင်တပံထာရဖျားကြီးနှုတ်ကပတ်တော်ဒီငါစီတုရောက်လာ၍အချင်းလူသားယောရှက်ပြည်မေရှက်ပြည်တုပလပြည်ကိုအစိုးရသောမာဂောကပြည်သားဂောကမင်းတဖက်၌မျက်နှာထား၍ပရောဖက်ပြုလျက်ဆိုပြောအဲ့မှာကျွန်တော်တွေ့ရတယ်နော်အဲ့ဒီမှာပြောထားတဲ့မာဂောကဆိုတာ ရုရှားနိုင်ငံဖြစ်နိုင်တယ်လို့ကြမ်းတက်ပုဂ္ဂိုလ်အများကဆိုကြပါတယ်။အဲ့ဒီဂေါကမင်းကဣသရေကိုဝိုင်းတိုက်မဲ့ဒူရီထဲမှာသူကဥဆောင်ပြော့ပါဝင်မဲ့အကြောင်း အခန်းငယ်၃ကနေပြော့လေးမှာကျွန်တော်တို့စစ်ပြော့ဖတ်မယ်ဆိုရင်တွေ့ရမယ်ပေါ့နော်။အဲ့ဒီဂေါကမင်းနဲ့အတူဣသရေနိုင်ငံကိုဝိုင်းတိုက်မဲ့တခြားနိုင်ငံကို အခုအခန်းငယ်၅နဲ့၆မှာစစ်ပြော့ပြောပြထားတယ်။ အဲ့ဒါဘယ်သူတွေလဲဆိုရင်အတီးအတီးဒိုင်းလွှားကန်၍တန်ခမုတ်လုံးကိုစောင်းသောပေရတိပြေသာအဲ့ဒီမှာပြောတဲ့ပေရတိဆိုတာအီရန်နိုင်ငံကိုပြောတာဖြစ်တယ်အင်္ဂလိပ်လိုတော့ပါရှားလို့ခေါ်တယ်ပေရတိဆိုတာအခုခေတ်အီရန်နိုင်ငံကိုပြောနေတာဖြစ်တယ်နောက်ကုရှပီဆိုတာအခုခေတ်ဆိုရန်နိုင်ငံကိုဆိုလိုတာဖြစ်တယ်ဖုတပီဆိုတာ အခုခေတ်လစ်ဗျားနိုင်ငံကို ဆိုလိုတာဖြစ်တယ်။အခန်းငယ်6မှာဂောမာနဲ့သူဤတပ်များမြောက်ပြေသားတောဂါမအမျိုးနဲ့သူဤတပ်များအလုံးအင်းအပေါင်းတို့သည်တင်နဲ့အတူလိုက်လာကြလိုက်မည်။အဲ့ဒီမှာပြောတဲ့ဂောမာနဲ့တောဂါမဆိုတာအခုခေတ်တူရကီကို ဆိုလိုတာဖြစ်တယ်။အဲ့တော့ နောက်ဆုံးသောကာလယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာခါနီးမှာအစ္စရေးနိုင်ငံကိုဝိုင်းတိုက်မဲ့၅နိုင်ငံကတော့ရုရှား၊အီရန်၊တူရကီ၊ဆူဒန်နဲ့လစ်ဗျားနိုင်ငံတွေဖြစ်ကြတယ်။အခုအထိတော့ရုရှား၊တူရကီ၊လစ်ဗျား၊ဆူဒန်တွေကဝိုင်းပရော့အီရန်ကိုကူညီပရော့ပူးပေါင်းပရော့လာမတိုက်ကြသေးဘူး။ဒါပေမဲ့အံ့ဩဖို့ကောင်းတာအဲ့ဒီ၅နိုင်ငံကမဟာမိတ်ဖွဲ့နေပြီဆိုတာကျွန်တော်တွေ့ရတယ်။ ဇန်နဝါရီလ14ရက်နေ့18ရက်နေ့2022ခုနှစ်မှာရုရှားနဲ့အီရန်ကစီးပွားရေးနဲ့စီးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ်ကိုချုပ်ဆိုခဲ့ပြီးဆူဒန်နိုင်ငံကလည်းရုရှားနဲ့2020ခုနှစ်မှာပင်လယ်နေကမ်းရိုးတန်းမှာရုရှားရဲ့ရေတပ်အခြေစိုက်စခန်းကိုတီဆောက်ဖို့သဘောတူနေပြီး2024ဒီဇင်ဘာလ18ရက်နေ့မှာရုရှားက သူ့ရဲ့လေချောင်းရံကာကွယ်တဲ့စနစ်တွေကိုစီးရီးယားကနေပြီးတော့လစ်ဗျားကို ပြောင်းလိုက်ပြီးရုရှားတူရကီနဲ့အီရန်တို့ဟာအခုစီးပွားရေးနဲ့စစ်ရေးမှာရောနိုင်ငံရေးမှာရောပိုးပေါင်းဖို့ရန်သဘောတူစာချုပ်ချုပ်ဆွန်ထားပြီးပြီအဲ့ဒီငါနိုင်ငံကဣသရေလကို ဝိုင်းပြီးတော့တိုက်လာရင်ယေဇကျေလမှာကြိုတင်ပြောထားတဲ့အတိုင်းနောက်ဆုံးတော့ကာလကိုကျွန်တော်တို့ရောက်နေပြီး ယေရှုခရစ်တော်ဒုတိယအကြိမ်ကြွလာဖို့အလိုနေနေပြီဆိုတာကိုကျွန်တော်တို့သိမှတ်နားလည်ဖို့ဖြစ်တယ်။အဲ့ဒီနားငားနိုင်ငံပူပေါင်းပြော့ဣသရေလကိုဘလို့ဝိုင်းတိုက်မလဲဆိုတဲ့အထိယေရှုဂျေလာမှာအခုလို့ကျွန်တော်တို့ပြောပြထားတယ်ဆက်ပြတော့ကြည့်ရအောင်နော်။ယေရှုဂျေလာအခန်း38အခန်းငယ်10မှာဤတီလတောင်တို့အပေါ်တို့တဖန်ဆောင်ခဲ့တော်ပြီသားတို့ရှေ့ရာတို့နောင်ကာလ၌ သင်သည်စစ်ချေ၍လာလိမ့်မည်အဲ့ဒီငါးနိုင်ငံပူးပေါင်းပြော့ဣသရေလကို ဝိုင်းတိုက်ဖို့စစ်ချေလာမယ်တဲ့သူတို့ဟာဘလောက်များတယ်လဲဆိုရင် အခန်းငယ်၉မှာမိုးတက်မုန်တိုင်းကဲ့သို့တက်လာ၍တင်၌ပါသမျှတော်တက်သားအလုံးအရင်နဲ့တကွထိုးပြေကို မိုးအုံတကဲ့သို့ဖြစ်လိမ့်မည်တဲ့ဖခင်တခင်ကဣသရေလနိုင်ငံကိုဖျက်ဆီးခွင့်ပြုမလားဆိုရင် မပြုတ်ဘူးဖယားတခင်ကဣသရေဘက်မှာတိုက်မဲ့အကြောင်းအခန်းငယ်16မှာအခုလိုဖော်ပြထားတယ်အကေစင်စစ်ထူအခါဣတီလပြည်၌ကြီးစွာသောလှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟုငါဤဒေါသမီလောင်လျက်ငါပြောပြီဣသရေကိုဝိုင်းတိုက်မဲ့အဲ့ဒီငါနိုင်ငံကိုဖယားတခင်ကဖြတ်စည်းမယ်ဘယ်လိုဖြတ်စည်းမလဲဆိုရင်အဲ့ဒီတောင်ကုန်းမှာ အလွန်ပြင်းထန်တဲ့မြင်ကလင်ကိုလှုပ်ခိုင်းမယ်။ငလင်တွေလှုပ်တဲ့အခါမှာဖယိုဖယဲဖြစ်ပြော့သူတို့အချင်းချင်းတိုက်မယ်တဲ့။အခန်းငယ်27မှာအရှင်သာရဖျားမိုင်တော်မူဒီကငါတောင်များအရရတ်တို့တွင်သူ့တစ်ဖက်၌ဓာကိုငါမှားလိုက်သဖြင့်လူအပေါင်းတို့သည်တယောက်ကိုတယောက်ဓာနှင့်ခောက်ကြလိမ့်မည်။ကဲဣသရေလကိုဝိုင်းတိုက်မဲ့အဲ့ဒီငါနိုင်ငံတွေကဘာဖြစ်သွားမလဲ။သူတို့အချင်းချင်းပဲတိုက်တော့မယ်။ ငါသည်ကာလနာပေအသေးတတ်ခြင်းပေအဖြစ်သူ့ကိုဒံပေးမိသူနဲ့သူ၌ပါတော်တတ်များအလုံးအရင်းများအပေါ်မှာလွှမ်းတော်မိုးရီကြီးတော်မူသည်ကန့်နဲ့ရောတော်မိမိုးကိုရွာစေမိကဲ့ကြည့်ဣသရေလနိုင်ငံကိုဖျက်ဆီးဖို့အဲ့ဒီငါးနိုင်ငံပူးပေါင်းတဲ့စစ်သားတွေအားလုံးကိုဘုရားသခင်ကကြီးစွာသောမြေငလင်နဲ့သူတို့ကိုဘာလို့လဲနောက်ဆက်မဲ့ ပြီးရင်အချင်းချင်းတို့တိုက်လာမယ်တို့အပေါ်မှာမိုးတွေရွာစေမယ်မိုးသေးလဲကျစေမယ်ပြီးတော့ကန့်နဲ့ရောတဲ့မီးကိုလည်းကောင်းရရနေရွာချစေမယ်အခန်းငယ်23မှာထိုသူငါသည် ကိုကိုကိုချီးမြှောက်၍ရိုသေးပွေသောဂုံလက္ခဏာကို ပြလျက်များစွာသော လူမျိုးတို့ရှေ့မှာထင်ရှားသောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသူတို့တိရကြလိမ့်မည်ဟု မိန်တော်မူ၏ ဣတီလလူမျိုးဣသရေလလူမျိုးတွေကိုဖယားသခင်ကမိမိရဲ့လူမျိုးတော်အဖြစ်ရွေးချယ်တော်မူခြင်းမှာဖယားသခင်ကမိမိကလွဲရင် အခြားသောဖယားသခင်မရှိဘူးဖယားသခင်ကမိမိကလွဲရင် ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းဖြစ်တည်စေတော်မူသောဖယားစစ်ဖယားမှန်မရှိဘူးဆိုတာကိုကျန်တဲ့လူသားအလုံးကသိနိုင်ဖို့ယံဖယားခင်ကမိမိရဲ့သဘောတဘာဝကိုထင်ရှားစေဖို့ ်ဣသီလလူမျိုးတွေကိုရွေးချယ်ထားတာဖြစ်တယ်ဣသရေလလူမျိုးတွေကိုချက်စည်းဖို့ခေကာလအဆက်ဆက်မှာစာရမဏေရဲ့လူတွေကစ조사လာခဲ့တယ်မရပါဘူးနောက်ဆုံးတော့ကာလယေရှုခရစ်တော်ဒုတိယအချိန်ပြန်ကြွလာခါနီးမှာလည်းပဲဣသရေလလူမျိုးနဲ့ယေရုရှလင်မြို့ကိုစာရမဏေကတိမ့်ပိုက်ဖို့သူအုပ်ဆိုးဖို့လုပ်နေမယ်စာရမဏေနဲ့သူ့ရဲ့အဖွဲ့သားများက ဘယင်တကာတို့ရဲ့ဘယင်တခင်တကာတို့ရဲ့တခင်ယေရှုခရစ်တော်ကိုနိုင်မလားမနိုင်ဘူးနော်ယေရှုခရစ်တော်ဒုတိယအချိန်ပြန်ကြွလာတော်မူမူမီဘေးရန်ဤကာလခုနှစ်နှစ်လဲရောက်လာမယ်အဲ့ဒီဘေးရန်ဤမတိုင်မီအခုယုံကြည်သူကျွန်တော်အားလုံးကိုတခင်ဖရာကကောင်းဝင်ကိုခြိဆောင်သွားမယ်ဆိုတော့ကြွေးမဲ့ယုံကြည်တယ်မယုံကြည်သူအားလုံးကတော့ဒီကဘာမှာကြံခဲ့မယ် ခေါနာနှစ်လုံးလုံးဘေးရာရေးကာလကိုသူတို့ဖျက်သားမယ်အဲ့ဒီအချိန်မှာဣသရေလလူမျိုးအတော်များများကယေရှုခရစ်တော်ဟာသူတို့မျော်လင့်စောင့်စားနေတဲ့မေရှိယကယ်တင်ရှင် ဖြစ်တယ်ဆိုတာကိုသူတို့သိလာပြော့များစွာသောဂျိုးလူမျိုးတွေကယေရှုခရစ်တော်ကိုသူတို့ရဲ့ကယ်တင်ရှင်မေရှိယအဖြစ်ယုံကြည်လာမယ်ပြီးရင်ယေရှုခရစ်တော်ဒုတိယအချိန်ပြန်ကြွလာမယ်ယေရုရှလင်မြို့ကိုဗဟိုပြုတ်ပြော့မိမိအုပ်ဆိုးသောဖယားတခင်နိုင်ငံတော်ကိုတည်ထောင်မယ် ယေရှုခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာတဲ့အခါမှာစာရမဏေနဲ့သူရဲ့နောက်လိုက်များနဲ့ယေရှုခရစ်တော်ကိုမယုံကြည်ခြင်းသောအပြစ်ရှိသော လူသားအလုံးကို တရားစီရင်တော်မူမှာဖြစ်တယ်။အဲဒါသင်ရောအခုယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီလား။ပထမအကြိမ်ကြွလာတော့ကတော့အပြစ်ရှိသောလောကီလူသားများကို ရွေးနောက်ကယ်တင်ဖို့အပြစ်ကြွေးအလုံးကိုဆက်ပေးဖို့ယံ လက်ဝါကတိုင်မှာအပြည့်အခတေချင်းကိုစပေးခဲ့တယ်။၃ရက်မြောက်သောနေ့မှာတေချင်းကနေထမြောက်တော်မူခြင်းဖြင့်မိမိဟာအပြစ်ရှိသောသူတို့ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်နိုင်သောတပါတိသောကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုသခင်ယေရှုကပထမအချိန်ကြွလာတော့ကလုံလောက်သောတက်တွေကိုပြတ်ခဲ့ပြီးဒုတိယအချိန်ပြန်ကြွလာတဲ့အခါမှာတော့လက်ဝါးကတိုင်မှာအမင်္ဂလာနဲ့အသေးခံမှုမဟုတ်တော့ဘူး ဘယင်တကာတို့ရဲ့ဘယင်တခင်တကာတို့ရဲ့တခင်မိမိအောက်ဆိုးတော်မူသောဘုရားတခင်နိုင်ငံတော်ကိုတည်ထောင်မှုဘုံတကူတော်နဲ့ကြွလာမှာဖြစ်တယ်။ဒီနေ့ယေရှုခရစ်တော်ကိုတင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင်ဘုရားခင်ပြည့်ညတ်တော်ကိုချိုးဖောက်ပြော့တင်လုံနေချအဖြစ်လိုက်နေတဲ့လမ်းမားတွေကိုဆက်ပြော့လိုက်နေမဲ့အစားအပြစ်ရှိသောတင့်ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ရန် လူစားတစ်အဖြစ်ကိုခံရပြော့သင်မလိုက်လျှောက်မကြက်နိုင်တဲ့ဖယားခင်ပြည့်ရတော်အားလုံးကိုလိုက်လျှောက်ပြော့ဖယားခင်ပြည့်ရတော်ကိုချိုးဖောက်ချင်းဖြင့်ကျွန်တော်တို့ချိုးလွန်တဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ကိုယ်တိုင်မဆက်နိုင်တဲ့အပြစ်ကျွေးအားလုံးကိုဆက်ပေးပွင့်ရလက်ဝကတိုင်မှာအသိခံပြီး၃ရက်မြောက်တော်နေ့မှာတေခြင်းကနေထမြောက်တော်မူသောယေရှုခရစ်တော်ရဲ့နောက်တော်ကိုပဲလိုက်တော်မယ်ဆိုပြော့စစ်မှန်သောနောင်ဒနဲ့ယေရှုခရစ်တော်တပါတိကိုသာ ်သင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံမယ်ဆိုရင်သခင်ယေရှုခရစ်တော်ကသင်ရဲ့အပြစ်အားလုံးကိုခွင့်လွှတ်မယ်အခုဘဝမှာ အလိုတော်ကိုနာခံနိုင်သောစိတ်တဘောအသက်ကိုပေးမယ်နောက်ဘဝမှာတေရာနဲ့ယုံကြည်သူတို့အတွက်ယေရှုခရစ်တော်ပြင်ဆင်တော်မူသောအိုနာတေချင်းကင်းသောကောင်းကင်နောင်မှာအစင်ထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုပေးတော်မူမှာဖြစ်တယ်ယေရှုခရစ်တော်ကိုမယုံကြည်ခြင်းဘူးဆိုရင်တော့ ဟေဘဲအခိုင်ကိုအငယ်၂၉မှာ လူဒီတခါတီးတည်၍နောက်မှတရားစီရင်တော်မူခြင်းကိုခံရတယ်လို့ပြောထားပြီးပြီဒီဘုရားမှာတင် ကျိုးလွန်ခဲ့သမျှအပြစ်တွေအတွက်အပြစ်ဒဏ်စီရင်ခြင်းကိုခံရမှာဖြစ်ပြီးစာရမဏေနဲ့သူ့ရဲ့တမန်နတ်ဆိုးတွေနဲ့အတူငရဲမီအိုင်ထဲမှာကပါအဆက်ဆက်အပြစ်ဒဏ်ကိုခံရမှာဖြစ်တယ်ဒါကြောင့်စာရမဏေနဲ့သူ့ရဲ့တမန်နတ်ဆိုးတွေနဲ့ ငရဲမီးအိုင်ထဲမှာအပြစ်ဒဏ်ခံရမယ့်အစားတခင်ယေရှုကနောင်တနဲ့သူ့ထံကိုလာပြီးတော့သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အပြစ်ယုံကြည်လက်ခံဖို့တင့်ကို အချိန်ပေးနေတော့နောင်တနဲ့ယေရှုခရစ်တော်ထံလာပြီးတော့ယေရှုခရစ်တော်တပါတိဘုရားတင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အပြစ်ယုံကြည်လက်ခံပါလို့မြစ်တာနဲ့တိုက်တွန်းပါတယ်အားလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေအာမင်